ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမယ့် site ကသူကမွေးကနန်းနော်ခု channel 5ချိန်မှာမွေးထူရမယ့်ခဏဒါပေမဲ့မွေးကနန်းဆိုပေမဲ့လို့ခုချိန်မှာကျွန်တော်အချိန်ကြာနေဖမ်းပေးထားတာဖြစ်တဲ့အတွက်အခုအချိန်20မှာထွက်နိုင်တယ်နော်အချိန်20မှာအချိန်ကြိုက်ဖမ်းပေးထားတာဖြစ်တဲ့အတွက်ဒီ site ကလေးကိုကြာကြမှာဖြစ်တယ်နော်မှန်မှန်တော့မွေးထူရမယ့်ခဏနော်မွေးကနန်းနော်မွေးကနန်းကိုအခုအချိန်20မှာကြာနေတဲ့အတွက်ခြားပြပေးတာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်ဒီမှာ2015မှာစတယ်နော်သူက2015ကနေစတယ်အဲ့2015ခုနှစ်ထဲမှာတဲ့သူကပထမဆုံးချိန်ဘာစတာလဲဆိုတော့ဘာပေါင်းရင်းကိုးတည်တဲ့နော် ဲ့ကွာပေါင်းချင်းကိုးသည်ကိုးနောက်ပိတ်တယ်တဲ့နော်ကိုးနောက်ပိတ်အဲ့ကွာကိုးကစတာကွာပေါင်းချင်းကိုးကကိုးနောက်ပိတ်တယ်နော်2015ကစတာနော်ကွာပေါင်းချင်းကိုးကကိုးနောက်ပိတ်တယ်သူကနေ3နှစ်တစ်ချိန်ပေးတာနော်3နှစ်တစ်ချိန်အဲ့ကွာပေါင်းချင်းကိုးကနေတနည်းနည်း3နှစ်သွားလိုက်ကွာပေါင်းချင်းကိုးကကိုးပိတ်ပြီးတော့တဲ့သူကစီနီယာလာတာနော်ကွာပေါင်းချင်းကိုးကကိုးပိတ်ပြီးတော့ကွာပေါင်းချင်း30အဲ့ကွာပေါင်းချင်း30ကတုံညပိတ်တာအောက်မှာနော်ကွာပေါင်းချင်း30ကတုံညပိတ်တယ်နော်အဲ့ကိုးပြီးတော့တုံညလာတာနော်တုံညပြီးတော့သူကနေ3 သုံးနှစ်ထပ်သွားတစ်နှစ်နှစ်နှစ်သုံးနှစ်သူပြန်တုံညာပြီးတော့တက်လာနော်တုံညာပြီးတော့ကောင်းကင်းတက်ဒီမှာနော်ကောင်းကင်းတက်ဒီတက်နောက်ပိတ်တယ်နော်ကိုတုံညာတက်အခုဘွဲကြာနှစ်လာမှာပေါ့နော်ကိုတုံညာတက်နှစ်နော်စီနီယာသွားမှာအဲ့တက်ကနေပြီးတော့သူကတစ်နှစ်နှစ်နှစ်သုံးနှစ်သွားလိုက်လို့ရှိရင်ဒီနှစ်ထဲမှာကောင်းကင်းဆက်နှစ်နော်ကောင်းကင်းဆက်နှစ်ကနှစ်နောက်ပိတ်နော်နှစ်နောက်ပိတ်ဟုတ်ပြီနော်အဲ့တော့သူကစတဲ့တာဖရင်စတဲ့တာ2015ခုနှစ်ကစတယ်။ဘောင်ကြီးကိုကိုနောက်ပိတ်တယ် ပြီးရင်၃နှစ်သွားလိုက်တယ်၊နှစ်နှစ်၃နှစ်သွားလိုက်တယ်။သွားလိုက်ပြီးရင်ကောပေါင်းမြင်းကိုးပြီးတော့ကောပေါင်းမြင်း၁၀။အဲကောပေါင်းမြင်း၁၀ကိုသူကတုံညာနောက်ပဲသူ့အောင်မှာနော်။အဲရန်၃နှစ်သွားလိုက်တယ်၊နှစ်နှစ်၃နှစ်သွားလိုက်ရင်ကောပေါင်းမြင်း၁၁။ကောပေါင်းမြင်း၁၀ပြီးတော့ကောပေါင်းမြင်း၁၁နော်။အဲ၁၁ကတင်းနောက်ပဲတယ်နော်။သူကနေတစ်နှစ်နဲ့၃နှစ်သွားလိုက်လို့ရှိရင်၁၁ပြီးတော့ကောပေါင်းမြင်း၁၂နော်။ကောပေါင်းမြင်း၁၂အဲ၁၂ကနှစ်နောက်ပဲတယ်နော်။ဟုတ်ပြီအဲရန်ဒီကဏ္ဍတစ်ခွက်ထုတ်မယ်နော်။ဘယ်လိုထုတ်မလဲဆိုတော့ကောပေါင်းမြင်းကိုကကိုးနောက်ပဲတယ်တဲ့နော်။ပိတ်လိုက်တာနဲ့သူကအဲ့နှစ်ထဲမှာတဲ့။ ိုက်နေတဲ့မှာ20အသေးချိန်နောက်ဆုံး2ပိတ်24ချိန်မှာဗရိတ်3ခုပေါင်းရင်းသည်တဲ့6ဗရိတ်ကဲ7ဗရိတ်ကဲ3ညဗရိတ်ကဲဗရိတ်3ခုပေါင်းရင်6 7 3 3ညလိုက်ဖြစ်တယ်နော်2015မှာစတယ်ဘွားပေါင်းရင်း6သည်တဲ့6လို့နောက်ပိတ်လိုက်တယ်နောက်ပိတ်လိုက်တာနဲ့အဲ့နှစ်ထဲမှာတဲ့သူက24ချိန်မှာဗရိတ်3ခုပေါင်းရင်းက3ညဖြစ်တယ်အဲ့3ညဖြစ်တဲ့အတွက်အဲ့3ညခါနဲ့နော်ဒီဘွားပေါင်းရင်း6သည်6ပိုင်းနဲ့အဲ့ဒီ3ညက3ညခါနဲ့6 3ညအတွဲကို 6တလုံးအော်တိုကတ်ပြီးတော့936ဆိုတဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်ပေးတယ်နော်ဒီကောပေါင်းကြီး9ကကိုကောပေါင်းကြီး9က9ပိုင်းနှစ်ပိတ်မှာပရိသတ်ကိုပေါင်းကြီး3ဖြစ်တဲ့အဲ့3ညာ3ခါပုံတွေနဲ့9ပိုင်း3ညာခါပုံတွေကို6တလုံးကတ်ပြီးတော့6တလုံးကအော်တိုကတ်တာနော်6တလုံးကအော်တိုကတ်ပြီးတော့9936ဆိုတဲ့ကဏ္ဍလိုက်တွက်တယ်နော်ဒါပထမကတ်ဒုတိယကတ်မှာသူကနေပြီးတော့တနည်းနည်းသုံးနှစ်သွားလိုက်ကိုပြီးတော့3ညာအထက်ရောက်ပြီနော်စီနီယာလာတာကိုပြီးတော့3ညာအဲ့3ညာကတဲ့3ညာလုံးနောက်ပိတ်လိုက်တယ်တဲ့အဲ့လက်နောက်ပိတ်လိုက်တဲ့နှစ်ထဲမှာပဲတဲ့ပရိသတ်ကိုပေါင်းကြီး24ချိန်မှာ ပရိသုံးမှုပေါင်းရင်3ညပရိတ်ကဲ6ပရိတ်ကဲ7ပရိတ်ကဲပရိသုံးမှုပေါင်းရင်3ညပဲဖြစ်ရတယ်နော်ပရိသုံးမှုပေါင်းရင်3ညဖြစ်တဲ့အတွက်ဒီမှာတရားခွာပေါင်းရင်3ညက3ညပိုင်းနဲ့အဲ့နှစ်ပိုင်းမှာပရိသုံးမှုပေါင်းရင်3ညဖြစ်တဲ့အတွက်အဲ့3ညက3ညခါနဲ့နော်3ညခါနဲ့3ည3ညအတွဲပေါ့နော်ဒီ3ညနဲ့3ညပရိသုံးမှုပေါင်းရင်3ညနဲ့3ည3ညအတွဲအဲ့3ည3ညအတွဲကိုတဲ့6တလုံးအော်တိုကတ်ပြီးတော့မှာ3ည3ည6ဆိုတဲ့ခဏနောက်နှစ်မှာလိုက်ထွက်တယ်နော်နောက်နှစ်မှာလိုက်ထွက်တယ်အဲ့ထွက်တဲ့အချိန်မှာ3ညခါပုံသေးနဲ့ထွက်တယ်နော်ဟုတ်ပြီအဲ့ဒါပြီးတော့တတိယကတ်နော်တတိယကတ်ကသူကနေပြီးတော့ တစ်ချိန်နှစ်ချိန်သုံးနှစ်သွားလိုက်သုံးနှစ်သွားလိုက်ကိုယ်တုံညာပြီးပြီဆိုတော့တက်လဲเนาะတက်အဲ့တက်ကလည်းကွာပေါင်းချင်းတက်เนาะအဲ့ကွာပေါင်းချင်းတက်ဒီရက်တက်ပိုင်းတက်နောက်ပိတ်ပေါ့เนาะအဲ့တက်နောက်ပိတ်လိုက်တဲ့နှစ်ထဲမှာပဲတက်24ချိန်ရောက်မှာ तू อ่ะဗရိတ်သုံးခုပေါင်းချင်းဒီတက်တုံညာဗရိတ်ကဲ6ဗရိတ်ကဲ4ဗရိတ်ကဲဗရိတ်သုံးခုပေါင်းချင်းတုံညာဖြစ်ရတယ်เนาะအဲ့တုံညာဖြစ်တဲ့အတွက်ဒီကွာပေါင်းချင်းတက်ဒီတက်တက်ပိတ်ထားတယ်အဲ့တက်နဲ့နှစ်ပိတ်မှာဗရိတ်သုံးခုပေါင်းချင်းကတုံညာဖြစ်တဲ့အတွက်တက်တုံညာအတွဲကို6တလုံးအော်တိုကတ်ပြီးတော့နောက်နှစ်မှာတက်တုံညာ6ဆိုတဲ့ကဏ္ဍ နောက်နှစ်ကြရင်တုံညာ6ဆိုကနလိုက်ထွက်ပေးရတယ်နော်တုံညာ6ဆိုကနလိုက်ထွက်ပေးရတယ်တုံညာခါသည်ပုံတွေနဲ့နော်ဟုတ်ပြီကိုတုံညာတက်ပြီးတော့အခုဒါနှစ်လဲရောက်ပြီပေါ့နော်နှစ်လဲရောက်ပြီအဲ့တက်ကနေပြီးတော့မှသူကတနှစ်နှစ်နှစ်သုံးနှစ်သွားလိုက်ရင်ဘွားပေါင်းကြီးနှစ်တယ်နော်အဲ့ဘွားပေါင်းကြီးနှစ်ဒီနှစ်နောက်ပိတ်အဲ့နှစ်နဲ့အဲ့နှစ်နောက်ပိတ်လိုက်တာနဲ့အဲ့နှစ်ထဲမှာလည်းပဲ24ချိန်မှာပရိတ်သုံးခုပေါင်းကြီးက6ပရိတ်ကဲ3ပရိတ်ကဲ1ပရိတ်ကဲ 631ဆိုတော့ဘရိတ်၃ခုပေါင်းရင်၃ညဖြစ်တယ်နော်အဲ၃ညဖြစ်တဲ့အတွက်ဒီကွာပေါင်းရင်နှစ်က2နောက်ပိတ်တယ်အဲ့နှစ်နဲ့ဒီဘရိတ်၃ခုပေါင်းရင်၃ညဖြစ်တဲ့အတွက်နှစ်၃ညအတွဲဦး6တလုံးအော်တိုကတ်ပြီးတော့နှစ်၃ည6ဆိုတဲ့ကဏ္ဍထွက်ပေးရမယ်နော်နှစ်၃ည6နော်နှစ်၃ည6 6ည2ပေါ့သူက၃ညဘိုင်း၃ညခါးရင်းနဲ့ထွက်တာဦးနော်နော်နှစ်၃ည6 6ည2ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးရမယ်နော်အာထိုးနိုင်တဲ့လူကအာထိုးပေါ့နော်ဒီနေ့ထဲမှာ1.6အာလိုက်ထွက်ရမယ်နော် အဲ့မှာမှာသူတို့ညခါပုံတင်နေထွက်တာနော်ဟုတ်ပြီအဲ့တော့ဘယ်ချိန်ဒီမှာထွက်လဲဆိုကျွန်တော်ကြည့်ရအောင်နော်အဲ့ဒါဆိုဘယ်ချိန်ဒီမှာထွက်မလဲဆိုတာကိုဖန်ပြမယ်နော်အဲ့တော့ပထမကံမှာကွာပေါင်းကြီးကိုးရတယ်နော်ပထမကံမှာကွာပေါင်းကြီးကိုးကကိုးနောက်ပိတ်တယ်ကိုးနောက်ပိတ်ပြီးတာနဲ့နှစ်ပိတ်24ချိန်မှာတဲ့အဲ့နှစ်ထဲမှာသူကဗရိတ်သုံးကွာပေါင်းကြီးသုံးညဖြစ်တယ်သုံးညဖြစ်တဲ့အတွက်ကိုးသုံးညတွဲဦးတဲ့6တလုံးကတ်ပြီးတော့ကိုးသုံးညတွဲ6တလုံးအော်တိုကတ်ပြီးတော့ကိုးသုံးည6ဆိုတော့ကနန်လိုက်ထွက်တယ်တဲ့နောက်နှစ်ကောနော်လိုက်ထွက်တယ်သူထွက်တော့မဆိုရင်လည်းသူ့ရဲ့ရှေ့တနည်းနည်းနဲ့တွားလိုက်ရင်အောက်မှာဗရိတ်ရှေ့ကပုံတွေထောက်တာနော် သူထွက်တော့မယ်ဆိုရင်လည်းသူ့ရဲ့ရှေ့တစ်နှစ်သူ့ရဲ့ဘေးကနေရေးလိုက်သူ့ရှေ့တစ်နှစ်နှစ်နှစ်ကအောက်မှာဒီမှာ break ရှစ်ထောက်ပြီးမှသူကထွက်တာနော်ဒါပထမကက် ဟုတ်ပြီဒါဆိုဒုတိယကက်နော်ဒုတိယကက်ကသူကနေပြီးတော့တနည်းနည်းနည်းသုံးနှစ်သွားလိုက်ရင်ကိုးပြီးတော့သုံးညရောက်သွားပြီနော်ကွာသုံးညကွာသုံးညကသုံးညနောက်ပိတ်တယ်အဲ့လိုပိတ်လိုက်တဲ့နှစ်ထဲမှာပဲ24ချိန်မှာတဲ့သူကပရိတ်သုံးခုပေါင်းရင်သုံးညကိုးတစ်ဆိုတော့သုံးညဖြစ်တယ်အဲ့သုံးညဖြစ်တဲ့ဒီသုံးညကောင်းကြီးသုံးညသုံးညနောက်ပိတ်တယ်ဒီပရိတ်သုံးခုပေါင်းရင်သုံးညဖြစ်တယ်သုံးညသုံးညအတွဲကို6တလုံးအော်တိုကတ်ပြီးတော့နောက်နှစ်မှာသုံးညသုံးည6ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နော်အဲ့သုံးညသုံးည6ဆိုတဲ့ကဏ္ဍလိုက်ထွက်တော့မယ်ဆိုရင်တဲ့သူ့ရဲ့ရှေ့တနည်းနည်းနည်းသွားလိုက်သူ့အောင်မှာပရိတ်ရှေ့ဒီပုံလေးထောက်ထားပါတယ်တဲ့နော်ပရိတ်ရှေ့ဒီပုံလေးထောက်ထားတယ်ထောက်ပြီးမှထွက်တာနော် ဟုတ်ပြီဒါဆိုရင်ပို့ပြီးပြီးတုံညာပြီးပြီးတုံညာပြီးဆိုတော့တက်လဲเนาะအဲ့တက်ကဒီတနေ့နဲ့နေ့သုံးနှစ်သွားလိုက်လို့ရှိရင်သုံးနှစ်တစ်ချိန်ပေးတာเนาะကွာပေါင်းရင်းတက်တည်တယ်တက်ပိတ်တယ်အဲ့တက်နေတယ်နှစ်ပိတ်မှာ तू ကပရိသုံးကူပေါင်းရင်းအတုံညာဖြစ်တဲ့အတွက်တက်တုံညာအတွဲเนาะအဲ့တက်တုံညာအတွဲနောက်နှစ်မှာ၆တလုံးကပ်ပြီးပါမှာတက်တုံညာတော့၆တလုံးအော်တိုကပ်ပြီးနောက်နှစ်မှာတက်တုံညာ၆ဆိုတော့ကနန်ထွက်တယ်လိုက်ထွက်ပေးတယ် तू ထွက်တော့မယ်ဆိုရင် तू အရှိတနေ့နှစ်နှစ်သွားလိုက်အဲ့အောင်မှာဘရိတ်ရှစ်တီပုံသေးထောက်ထားရတာဘရိတ်ရှစ်တီထောက်ပြီးမှ तू ထွက်တာเนาะဟုတ်ပြီအဲ့ဒါဆိုရင်အခုတက်တရကပ်ပြီးစရုပ်ကပ်ပိုးလဲပြီးပြီးတုံညာလဲပြီးပြီးတက်လဲပြီးပြီးဆိုတော့ အဲ့ဒီကနေမှသူကနေ1နှစ်3နှစ်သွားလိုက်နှစ်လည်းရောက်သွားပြီနော်ကောပေါင်းကြီးနှစ်အဲ့ကောပေါင်းကြီးနှစ်ကနှစ်ပိတ်တယ်အဲ့နှစ်ပိတ်တဲ့ချိန်မှာသူအဲ့နောက်ဆုံး24ချိန်ရောက်မှာပရိသတ်ကူပေါင်းကြီးတုံညာဖြစ်တယ်တုံညာဖြစ်တဲ့အတွက်ဒီနှစ်ကလေနိကောပေါင်းကြီးနှစ်ကနှစ်ပိတ်ထားတဲ့ကောင်းတော့နှစ်နဲ့ဒီပရိသတ်ကူပေါင်းကြီးတုံညာနဲ့နှစ်တုံညာတွဲကို6ကပ်ပြီးတော့6တလုံးအော်ဒူကတ်တာနော်6တလုံးအော်ဒူလိုက်ကပ်ပြီးတော့နှစ်တုံညာ6ဆိုတော့ကနန်းထွက်တော်မယ်ဆိုရင်လေဒီမှာသူကကျွန်တော်ဒီမှာဖမ်းပေးထားတယ်နော်သူ့ရဲ့ဘာကြောင့်သူ့ရဲ့ရှေ့တနည်းနှစ်နှစ်သွားလိုက်ရင်သူကပရိရှိကဒီမှာထောက်ထားတာနော်ပရိရှိကဒီမှာထောက်ထားတဲ့အတွက် ီပွဲမှာ1.6ဆိုတဲ့ကဏန်းကိုဖမ်းပေးလိုက်တာနော်တကယ်လို့မထွက်ဘူးဆိုရင်နောက်ကျန်တဲ့၄ချိန်ကိုဆက်မွေးလို့ရတယ်နော်သူကထွက်ပြရမှာပရိရှိတီလည်းပဲဒါနောက်ဆုံးရှိပဲသူ့အမှာပရိရှိမရှိတော့ဘူးနော်ဒီပေါ်ပရိရှိတီမှာတော့မထွက်ခဲ့ဘူးနော်ဒီပရိရှိတီမှာတော့မထွက်ခဲ့ဘူးအဲ့ကြောင့်ပရိရှိနောက်ဆုံးပရိရှိဖြစ်တဲ့အတွက်ရှေ့ကဲပေးမှာ1.6ဆိုတဲ့ကဏန်းနော်လိုက်ထွက်ဖို့နော်တကယ်လို့မထွက်ဘူးဆိုရင်ကျန်တဲ့၄ချိန်ဆက်မွေးပေါ့နော်နှစ်သုံးည6အာပေါ့နော်သုံးညသွားတဲ့သုံးညခါးရီနဲ့ထွက်တယ်ဒါပေမဲ့အာထုတ်ထားတာတော့မမှားဘူးပေါ့ဗျာနော်အာထုတ်ထားတာမမှားဘူးနှစ်သုံးည6အာ ုံညာခါပုံတင်နေသူကထွက်တာနော်ထွက်တဲ့ချိန်မှာသူတုံညာခါပုံတင်နေပဲထွက်တယ်နော်ပထမကထွက်တော့6တုံညာ9တုံညာတို့6ကပ်ပြီးတော့ထွက်တော့လဲပဲတုံညာခါပုံတင်နေထွက်တယ်ဒုတိယကပ်မှာတုံညာတုံညာအတွဲကို6ကပ်ပြီးတော့ထွက်တော့လဲပဲတုံညာခါပုံတင်နေထွက်တယ်တတိယကပ်မှာ1တုံညာအတွဲကို6ကပ်ပြီးထွက်တဲ့ချိန်မှာလည်းပဲ1တုံညာ6တုံညာခါပုံတင်နေထွက်တယ်အခု2တုံညာအတွဲကို6ကပ်ပြီးထွက်ရမှာနော်အဲ2တုံညာက2တုံညာ အတွဲကို6ကပ်ပြီးထွက်တဲ့အခါ2306ဆိုတဲ့ကဏ္ဍသုံးညခါပုံတင်နဲ့သူကထွက်ပေးရမှာနော်သူစနစ်အရာတော့သုံးညခါပုံတင်ထွက်ပေးရမှာအဲ့သုံးညတွေကနှစ်ပိတ်မှာတဲ့ဘရိတ်သုံးခုပေါင်းမြင်ပြီးသုံးညဖြစ်တဲ့အတွက်အဲ့သုံးညဒီနောက်နှစ်မှာသုံးညခါပုံတင်နဲ့နော်ပထမကတ်မှာ9သုံးညတွေဒုတိယကတ်မှာသုံးညသုံးညတွေတတိယကတ်မှာ1သုံးညတွေအခုတတိယကတ်သတိရကတ်မှာ2သုံးညတွေကို6ဒီပုံတင်ကတ်ပြီးမှ6ပုံတင်အရာနော်6ကအော်တိုကတ်တာနော်အော်တိုကတ်ပြီးမှအဲ့ကဏ္ဍလိုက်ထွက်ရတာနော်ရှင်းမှန်ထင်ပါရဲ့နော်ပထမကတ်မှာ9သုံးညချက်ဒုတိယကတ်မှာသုံးညသုံးညချက် တတိယကံမှာ136ဘူးစတုတ္တကံမှာ136เนาะဒီ136ဆိုတော့ကဏ္ဍဒီချိန်မှာ break sheet တွေထောက်ပြီးမှသူကထွက်တာဖြစ်တဲ့အတွက်ဒီချိန်မှာကျွန်တော်ဖမ်းပေးလိုက်တယ်เนาะတကယ်လို့ဒီချိန်မထွက်ဘူးဆိုရင်နောက်မှာ၄ချိန်ကြံမယ်24ချိန်ဆိုတော့နောက်ကြံတဲ့၄ချိန်ကိုဆက်မွေးထိုးလဲကြိုက်တဲ့လူကဆက်မွေးထိုးပေါ့ဗျာเนาะအားလုံးပဲ good luck เนาะကံကောင်းကြပါစေเนาะ